မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်တောင်တာမြို့နယ်ဝဲလောင်ကျေးရွာအနီးလျှက်စစ်ဒါအခွဲဆက်ယုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ဒန်းငွေပိုက်လိုင်းလုံခြုံရေးစခန်းအမှတ်၁ဆက်မှုဝင်ကြီးဌာနလက်အောက်မှာရှိတဲ့ စွတ်ကျယ်စက်ရုံတို့ကိုတိုက်ခိုက်ခံရပြီးတော့စစ်သားများထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ12ရက်နေ့မနက်အစောပိုင်းကစတင်ပြီးတော့မြင်းကြံခရိုင်အထူးစစ်ဆင်ရေးမြင်းကြံ District Special Operation MDSO အဖြစ်နဲ့တောင်သာမြင်းကြံနထိုးကြီးမြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာများကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖာမြင်းကြံခရိုင်တရင်ကိုနေပြီးတော့တရင်ရှိရတဲ့တောင်သာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလာဖပူပေါင်းပြီးတော့တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်သာဝဲလောင်ရွာအနီးလျှက်စစ်ဓာအကွဲယုံမှာစောင့်နေတဲ့စစ်ကောင်စီတပ် ွဲ့တွေကိုဝင်ရောက်ပြီးတော့စီးနေတိုက်ခိုက်ရမှာစစ်ကောင်စီဘက်က၄ဦးသေဆုံးပြီး G2 တလက် M1 ကာဘိုင်တလက် .22 တလက် G3 G 329တောင်းကာဘိုင် G 80တောင်းအီနာကဘုံဒီနှလုံး .22 G တရောက်ဖုန်းနှလုံးစိုက်ကဲနှစ်စီးလက်ပြဘုံနှလုံး icon တလုံးလုံးကိုတင်စီရမိခဲ့ကြောင်းတောင်းတာဘက်ကဖကပြောဆိုထားပါတယ်တရုတ်ဘန်းဝေးပိုက်လိုင်းလုံခြုံရေးစခန်းနဲ့အမတ်တက်စွကျဲဆက်ယုံတို့ကိုလည်းပြပြနဲ့ထဲတိုက်ခိုက်ခဲ့ရမှာစစ်သားများဟာထွက်ပြေးသွားတဲ့အတွက်ကြောင့်စစ်ကောင်စီအထိုင်ချရာနေရာများကို မိရှုဖြတ်စည်းခဲ့ကြောင်းဗီဒီယိုဖိုင်နဲ့တကွာဩဂတ်စ12ရက်နေ့ညနေပိုင်းမှာထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးတော့ MDSO အဖြစ်နဲ့ပါဝင်တဲ့နထိုးကြီးမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အထိုင်စခန်းများဖြစ်တဲ့အေးကြောင်းမြို့မရဲစခန်းစောက်လုပ်ရေးရုံးမြို့နယ်တရားရုံး gas pipeline တို့ကိုလည်းတပြိုင်တည်းတိုက်ခိုက်ရမှာလဲစစ်ကောင်စီတပ်သားအယောက်30ကျော်သေဆုံးပြီးတော့လက်နက်ခဲယမ်းများကိုတော်လိုင်းတပ်ကရရှိခဲ့ကြောင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်ရွှေတုတ်ကန်ရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကနှောက်ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ12ရက်နေ့မနက်ပိုင်းမှာရေနံချောင်းမြို့နယ်ရွှေတုတ်ကန်ရွာမှာအင်အား40ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီဘက်ကနှောက်ဦးတေဆုံးခဲ့ကတော်လိုင်းရဲဘော်တအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရွှေတုတ်ကန်ကျေးရွာမှာဩဂတ်စ်လ12ရက်နေ့မနက်ပိုင်းကစစ်ခွေးတွေနဲ့ပကဖအဖွဲ့ဝင်တွေတိုက်ပွဲတွေဖြစ်နေတဲ့စစ်ခွေးနှကောင်တေပြီးတော့ပ ပကဖအဖွဲ့ဝင်တဦးမစိုးရင်ရဒဏ်ရာရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲမကွေးတိုင်းဆလင်းမြို့မှာရဲစခန်းကိုတော်လိုက်တပ်ဖွဲ့များကဩဂတ်စ်လ10ရက်နေ့မနက်6နာရီခန့်မှာ drone နဲ့ဗုံးကျဲတိုက်ခိုက်ရာစခန်းမှုအပါအဝင်ရဲလေးဦးတည်ဆုံးခဲ့ကြောင်းဒေသတော်လိုက်တပ်ဖွဲ့များကပြောကြားထားပါတယ်အဲ့ဒီဆလင်းမြို့မြို့မှာရဲစခန်းကိုမင်းဘူးခရိုင်ပကဖ drone လက်ရုံတပ်ဖွဲ့မင်းဘူးခရိုင်ပကဖမင်းဘူးခရိုင်အမှတ်၅တပ်ရင်းမင်းဘူးခရိုင်အမှတ်၈တပ်ရင်း wolf တို့ကပူးပေါင်းပြီးတော့ ဒရုန်းနဲ့ဘုံဒီကျဲချတိုက်ခိုက်ခဲ့ရမှာစခန်းမှုတအုပ်နဲ့အခြားဆင့်၃ဦးသေဆုံးပြီး9ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်ဆလင်းမြို့ပေါ်မှာရှိတဲ့စစ်သားနဲ့ရဲများပူးပေါင်းအင်အား30ခန်းနဲ့ဆလင်းချောင်းအနောက်ဘက်ကိုကူးတန်းရန်ချောင်းအရှိတ်ဘက်ဥယျာဉ်စုယွာအနောက်ဘက်ဖျားဝန်းဘေးမှာရောက်ရှိနေတဲ့အချိန် မင်းဘူးခရိုင်ပကဖဒရုန်းလက်ယုံတပ်ဖွဲ့မင်းဘူးခရိုင်ပကဖမင်းဘူးခရိုင်အမှတ်တက်ရင်မင်းဘူးခရိုင်အမှတ်ငါးတက်ရင်နဲ့မင်းဘူးခရိုင်အမှတ်ဆက်တက်ရင် wolf တို့ကပူးပေါင်းပြီးတော့ဒရုန်းနဲ့ထပ်မံဘုံကျဲချတိုက်ခိုက်ခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမင်းလာမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီအတွက်စစ်သားတွေစုဆောင်းပေးနေတဲ့စင်တဲကုန်းရွာအုပ်ချုပ်ရေးမှူးတမ်းမြင့်ကိုပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ12ရက်နေ့မွန်လွယ်2:50မိနစ်မှာမင်းလာမြို့ကနေစိုက်ကယ်ဆီးပြီးတော့ပြန်လာတဲ့စင်တဲကုန်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးတမ်းမြင့်ကိုတော်လိုင်းတပ်ဖွဲ့များက စိန်ပူရွာထိတ်မှာတာယာဝရီခရိုင်တိုင်ရဲ့33ညနဲ့တက်ခွဲနဲ့တက်ခွဲ3နဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်များကပူးပေါင်းတိုက်ခိုက်ခဲ့ရာတနက်ကြီး15ချက်ထိမှန်ပြီးတော့နေရာမှာတေဆုံသွားတယ်လို့သိရပါဗါးအဲ့ဒီတေဆုံသွားတဲ့အုပ်ချုပ်ရေးမှူးတမ်းမြင့်ထံကနေပြီးတော့လက်ပစ်ဘုံတစ်လုံးမိုဘိုင်းဖုန်းတစ်လုံးဓာတ်တလက်ပေချိုးတစ်ခုနဲ့စာရွက်စာတမ်းတချို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါဗါးတေဆုံသွားတဲ့အုပ်ချုပ်ရေးမှူးတမ်းမြင့်ဟာလူငယ်များကိုစစ်မှုထမ်းရန်ချင်းချောက်ဖိအားပေးပြီးတော့လူစုကငွေကြေးကောက်ခံခြင်းတောင်သူများထံကနေပြီးတော့အကြောင်းမျိုးမျိုးပြပြီးတော့ငွေကြေးကောက်ခံခြင်း ၎င်းရဲ့ဇနီးဖြစ်သူကိုစိန်နဂတ်ဝယ်ပေးရန်အတွက်ပြည်သူများကိုစစ်တပ်ကထုတ်ပေးထားတဲ့လက်နက်အားကိုးပြီးတော့အာဏာပြချင်းချောက်ပြီးငွေကြေးကောက်ခံခြင်းများပြုလုပ်နေခြင်းကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းတရားဝရီခိုင်တိုင်ရင်383ညနှင့်တပ်ခွဲနှစ်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဆက်လက်ပြီးတော့တရားဝရီခိုင်အတွင်းမှာလူငယ်များကိုစစ်မှုထမ်းရန်အတင်းအကျပ်လူစုနေသူများပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေသူများကို ဖြစ်ရောက်စွာအေးအေးယူသွားမှာဖြစ်ကြောင်းကိုတရားရီခိုင်တရင်၃၈၃၂တက်ခွဲနှစ်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရင်းမာပင်မြို့နယ်ဗန်ပွေးရွာမှပြူစောတိရွာမှရှိတဲ့အကြဘတ်စစ်တပ်စခန်းကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ9ရက်နေ့မနက်9:15မိနစ်ခန့်မှာရင်းမာပင်မြို့နယ်မှာရှိတဲ့အကြဘတ်စစ်ကောင်စီတပ်သားများအခိုင်အမာတပ်ဆွဲထားတဲ့ဗန်ပွေးရွာမှပြူစောတိကျေးရွာမှရှိတဲ့စစ်တပ်စခန်းကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီအကြဘတ်စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လိုက်တပ်ဖွဲ့များက3နာရီကျော်ကြာအောင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးပစ်ကူများကိုအသုံးပြုပြီးတော့ခုခံခဲ့ခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တော့လဲ ်အပိသက်သိမ်းယူနိုင်ခြင်းမရှိဘူးလို့သိရပါတယ်တိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်ရဲဘော်6ဦးဒဏ်ရာရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ကြဆုံးမှုကိုစုံစမ်းစီစစ်နေစေဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲတွေဆက်လက်ပြီးတော့ဖော်ဆောင်နိုင်ဖို့အတွက်ပြည်သူတွေအနေနဲ့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ကိုဆက်လက်ပြီးတော့ကူညီထောက်ပံ့ဖို့ကိုမြစ်တာရက်ခံပါတယ်လို့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF ဘျူဟာ46ရင်းမာပင်ခရိုင်တပ်ရဲ78953032ဘျူဟာ48ရင်းမာပင်ခရိုင်တပ်ရဲ2933343536ဘျူဟာ55ရင်းမာပင်ခရိုင်တပ်ရဲ2721223မုံရွာခရိုင်တပ်ရဲ2023 B21 ဘူးတလင်ကျောင်းသားလက်ယုံတက်တော်နဲ့ ULF စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆလာပီတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့လောင်လုံးမြို့လောင်ဝကရုံးမှာရှိတဲ့စစ်စေးရိတ်ဂိတ်ကိုဝင်ရောက်တိုက်ခတ်ရမှာစစ်ကောင်စီဘက်ကတပ်သား၅ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ10ရက်နေ့နေ့လယ်12နာရီခန့်မှာလောင်ဝကရုံးစစ်စေးရိတ်ဂိတ်ကိုအနီးကဝင်ရောက်ပြက်ခတ်တိုက်ခတ်ခဲ့ရမှာလမ်းပေါ်ကိုထွက်ပြီးတော့စစ်စေးနေတဲ့စစ်ကောင်စီတပ်သား၅ဦးတိတ်ဆုံးတာကိုမျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်းအဲ့ဒီတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်လင်းယုံကပြောဆိုထားပါတယ်။သူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက၄ယောက်ဗန်ကားအပြင်မှာရှိနေကြတယ်။အဲ့ဒီတဲက၂ယောက်ကကားကိုထွက်ပြီးတော့စစ်တယ်။ကားထွက်သွားတာနဲ့ လမ်းပေါ်မှာရှိနေတဲ့နှစ်ယောက်ကိုအဓိကထားပြီးတော့ပြစ်တာအဲ့ဒီနှစ်ယောက်ကတော့တေးတယ်ဆိုတာမျက်မြင်အတိပြုချက်ရပါတယ်ကျန်တဲ့နှစ်ယောက်ကတော့ဒဏ်ရာရသလားဆိုတာတော့စုံစမ်းနေတယ်လို့ရဲဘော်လင်းဟုံကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Federal Duon ကျဲတပ်ဖွဲ့နဲ့အတူចောင်းသားတော်လိုက်တပ်ဖွဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီတပ်ဖွဲ့ထံကသိရှိရပါတယ် ပူပေါင်းတပ်ဖွဲ့တွေဟာလောက်ဘက်ကယုံစစ်စေးဂိမ်းနဲ့မီတာ150ခန်းအကွာလောင်းလုံးမြို့နယ်ပညာရေးမှုယုံအနီးအထိကိုအနီးကဝင်ရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။လောင်းလုံးလောက်ဘက်ကယုံစစ်ကောင်စီစစ်စေးဂိမ်းမှာစစ်ကောင်စီတပ်သား10ဦးခန့်တပ်ဆွဲထားလေရှိပြီးတော့ပြည်သူ့ကာကွယ်အဖွဲ့ဝင်တွေမကြာခဏလာရောက်ပြီးတော့တိုက်ခိုက်လေရှိတဲ့အတွက်ဘန်ကာရဲ့အပြင်ကိုထွက်လေမရှိကြောင်းမြို့ကန်တွေကပြောဆိုထားပါတယ်။တဝဲမြို့ကိုအတက်ဆင်းလုံနေတဲ့မော်တော်ယာဉ်များကိုစစ်စေးတဲ့အချိန်မှသာဘန်ကာအတွင်းကနေပြီးတော့ထွက်လေရှိတယ်လို့သိရပါတယ်။ အဲ့ဒီစစ်ဆေးရေးဂိတ်ဟာလမ်းသွားလမ်းလာကားများကိုစစ်ဆေးပြီးတော့အာဓမငွေကြေးကောက်ခံလေးရှိတဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့စစ်ဆေးရေးဂိတ်ဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအရာတော်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့9334တင်ကားတပ်ရင်းကို drone နဲ့ပုံကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ10ရက်နေ့မှာအရာတော်မြို့နယ်9334တင်ကားတပ်ရင်းအတွင်းကိုအင်အားဖြည့်တင်းရအတွက်အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်40ခန့်ရောက်ရှိနေခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များကလက်လုံ120မမဘုံဒီတလုံးနဲ့ကျဲချတိုက်ခတ်ရာအကြမ်းဖက်စစ်သား2ဦးသေဆုံးသွားတယ်လို့သိရပါတယ်။အလားတူပဲဩဂတ်လ9ရက်နေ့မွန်လွယ် 3နာရီ45မိနစ်ခန့်မှာရင်းမာပင်မြို့နယ်အောင်စေရဂုံးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များက face wing drone များနဲ့ဘုံးကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်သားများနေထိုင်တဲ့ဘန်ကာတလုံးမီးလောင်ပျက်စီးခဲ့ပြီးတော့စစ်သားနဲ့ရဲများလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုကို ULF စစ်ကြောင်းနဲ့အတူ KLG PDF ဘူဟာအမှတ်45 PDA ရင်းမာပင်ခရိုင်တိုင်ရင်35 B21 PDF ရင်းမာပင်ခရိုင်တိုင်ရင်းဆက်ခွန်အမိမြေတော်လိုင်းတက်ဖွဲ့ရင်းမာပင်ခရိုင်တိုင်ရင်းနှက်ဆက်ခွန်ရင်းမာပင်ခရိုင်တိုင်ရင်း36တက်ခွဲနှစ်နဲ့ဘိုးတော်နီတက်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာအောင်စီကဂုံးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအနီးနားမှာရှိတဲ့ပြည်သူများနေထိုင်ရာကြီးရွာများကိုဟာဝေဇာလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်ရာပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။